ကဲမင်္ဂလာပါအမျိုးတို့ရေเนาะဒီကနေ့လဲအားလုံးကမှန်းပြီးကျွန်တော်ကအသုံးမကျအတွက်ပေါကနန်းကိုကျွန်တော်တင်ကနန်းကိုမရွေးချက်ပေးနိုင်ခဲ့ဘူးပေါ့เนาะရံွက်အနေနဲ့တော့ကျွန်တော်တို့ဒီကျွန်တော်ကျွန်တော်လူပေါ့เนาะကျွန်တော်ကတော့အကုန်ထိုးတတ်တယ်လူဆိုတော့ရံွက်ကလေးတော့ကျွန်တော်ပေါက်တယ်အဲ့မှာနှစ်ချောက်เนาะလှဲ့ကြအောင်မလို့ဒဲတော်ဝင်ခဲ့တယ်ပေါ့เนาะနောက်တစ်ခါထိတ်ကလည်းကျွန်တော်တို့နှစ်ချောက်မှာနှစ်ထိတ်6ပိတ်ဆိုပြီးတော့ကျွန်တော်တို့မှန်ခဲ့တယ်เนาะကီးရမနေ့ပိုင်းမှန်တော့58ဆိုပြီးထိပ်ပြီးအောင်းတယ်เนาะနောက်တစ်ခါကျွန်တော်တို့58ဒီဒီတန်းလိုရကကျွန်တော်တို့ ဒီကောင်တန်းအနေနဲ့ကစားတာရှိရနော်ကျွန်တော်ပြောခဲ့တယ်မှာ58ဒီမှာ5ဟုတ်တယ်နော်ဒီမှာ8 58ဆိုပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျနော်ကဲအဲ့တော့ကျွန်တော်တို့နောက်တစ်ခုအောင်တာဘာလဲဆိုတဲ့အခါကျတော့ဒီမှာ13958ဆိုတဲ့အခွေမှာကျွန်တော်တို့58လို့အောင်ခဲ့တယ်နော်အောင်ွက်တွေကတော့အကုန်လုံးနှိပါလောက်ပေးတယ်ဒီ3ရက်အတွင်းထွက်ရမယ်ဆိုဗရိတ်ကတော့ကျွန်တော်တို့ချွင်းချက်အနေနဲ့ကြံမယ်နော်ငွေဗရိတ်ကလေးကြံမယ်အဲ့မှာနောက်တစ်ခုဘာကိုထပ်ပြီးအောင်တယ်လဲဆိုရင် ဘာထက်ပြီးအောင်တယ်လဲဆိုရင်ကျွန်တော်တို့ဒီကောင်ဒီတန်းလေးဒီတန်းလေးကလည်း2 6ဆိုပြီးတော့ကျွန်တော်တို့ဒီချိန်အောင်သွားပြီးပြီကျွန်တော်တို့ကျန်တာကဒုတိယအချိန်ထွက်ဖို့ကြံနေသေးတယ်ပေါ့နော်ဟာလားဒီအခွေတွေပေးခဲ့တော့လည်းမှန်တာပဲเนาะကျွန်တော်ကပေးတဲ့ဟာတွေမှန်တယ်များကျွန်တော်ရဲ့20တွေကတကယ်ကိုအကျိုးရှိပါတယ်เนาะကျွန်တော်သာလင်းဒီကနန်းလေးဒီရွေးချယ်မှုမှာအားနည်းချက်ရှိပါတယ်ဒါကျွန်တော်ရဲ့အားနည်းချက်ကိုလည်းကျွန်တော်အမှန်တိုင်းဝင်ခံပါတယ်ဗျအဲတော့ကျွန်တော်တို့ အားနေတာကြီးအားများတာကြီးဆင်မအားနေတာကိုဖဲအားများတာကိုယူပေါ့ဗျာနော်ဒီကြားထဲမှာမှကျွန်တော်ထုတ်တဲ့ကွက်ကလေးကြိုက်ရင်လည်းလိုက်ထိုးပေါ့နော်အဓိကတော့ကီးတို့ထိတ်တို့ပရိတ်တို့ဒါတွေကိုဦးစားပေးပါနော်ကဲအဲ့တော့ကျွန်တော်20လေးစမယ်ဒီကနေ့20လေးစမယ်ဆိုရင်ဘယ်ကစမလဲဆိုရင်3ညာလေး6 3ညာစပါမယ်ဗျနော်3ညာ၄ ကိုတောင်ညဒီ20လေးကပြီးခဲ့တဲ့တပတ်ကျော်နှစ်ပတ်ကျော်ကတော့ပြတ်ထားခဲ့ဘူးတဲ့ဟုတ်လားဒါပေမဲ့ကျွန်တော်တို့ဟိုရှေ့အစင်လာရင်မှမှန်တယ်နောက်ပြီးတော့အခုဆက်ပြီးပြန်မှန်နေတဲ့အတွက်ကျွန်တော်တို့ဒီ20ကိုကစားခြင်းဖြစ်တယ်ပြီးရင်ကျွန်တော်ပြလိုက်တာနဲ့အမျိုးလိုသိပါလိမ့်မယ်အနောက်ကခွန်လေးကိုကိုတေချောက်ခွန်ရှိတေချောက်ခွန်ရှိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဘယ်လိုတွက်တယ်လဲဆိုတာအမျိုးလိုမြင်လိုက်တာနဲ့သိမှာပါအဲ့ဒါကတော့ကျွန်တော်တို့ ဒီ၄ရဲ့ဒီ၉ရဲ့ဒီ၉ရဲ့ပေါင်းပါမယ်တဲ့เนาะအဲ့တော့၄အပေါင်း၉အပေါင်း၉အဲ့တော့၄နဲ့၉နဲ့ပေါင်းတော့၃၃နဲ့၉နဲ့ပေါင်းတော့၂ပါတဲ့၂၂ရဲ့နှက်ခက်က၄၂ရဲ့ပါဝါခွန်နေလေးခွန်ကြော်လေကီ၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့3ည4တဲ့3ည4မှာကျွန်တော်လေးတလုံးထိပြီးအောင်ခဲ့ပါတယ်68 68တဲ့68မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ

8ရှစ်အဲ့တော့ပေါင်းတော့8ရရပါတယ်တဲ့နော်8ရှိရနကက1ရှိရပါဝါ3 8 3ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့ခါကျတော့ခွန်8တဲ့ခွန်8မှာကျွန်တော်8တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်6 6တဲ့6 6မှာလည်းကျွန်တော်တို့8ပဲထပ်ထိပ်ပြီးဒုတိယအကြိမ်မြောက်ထိပ်ပြီးကျွန်တော်တို့ညောင်းမနဲ့ကောအောင်ခဲ့ပါတယ်ဗျကဲနောက်ဒီပြင်ကိုတွက်ပါမယ်ဟေး လေးခွန်ရှစ်လေးအဲ6ခွန်တစ်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်ခဏအဲ့မှာကျွန်တော်သတိရလို့ပြောမယ်နော်အဲ့မှာ6ကောခွန်ရောပတ်တီဖြစ်နေပတ်နေတဲ့လူတွေမနေ့ကကျွန်တော်ခွန်အောင်တယ်ဒီခဏ6အောင်တယ်နော်ပတ်တီသမားတွေဆက်ပြီးရောအဲ့ဒါမျိုးလေးကစားစီခြင်းတယ်နော်ကျွန်တော်ပြောတာအဲ့ဒီနှလုံးကိုပဲဟုတ်လားအဲ့တော့နောက်တစ်ပြင်ကိုတွက်ပါမယ်နောက်တစ်ခု6ခွန်တစ်ခွန်ပြီးတော့2 5 3 2 2 5 3ဆိုပြီးတော့ကျွန်တော်တို့ ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုရင်ခွန်ရဒီခွန်ရဒီတက်ကဲဒီတက်ကဲဒီခွန်ရပေါ့နော်အဲ့တော့ခွန်အပေါင်းတက်အပေါင်းခွန်အားလုံးကခွန်နဲ့တက်နဲ့ပေါင်းတော့ရှင်းရှင်းနဲ့ခွန်နဲ့ပေါင်းတော့9ပါတဲ့နော်9 9ရဲ့နှစ်ခက်က3 9ရဲ့ပါဝါ3ည5 3 3ညဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့2 6 2 6တဲ့မအောင်ပါဘူး ၃ညခွန်နဲ့၃ညခွန်မှာ၃ညတလုံးထိပ်ပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောင်းတွက်ပါမယ်ငါ2 2 6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  ပေါင်း၄6နဲ့7နဲ့ပေါင်းတော့၄၄နဲ့၄နဲ့ပေါင်းတော့8ပါတဲ့8ရဲ့နှက်ခက်က1 8ရဲ့ပါဝါ3 8 3ဆိုတော့ကီးသုံးလို့ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားလဲကြည့်မယ်တင်ငါးတင်ငါးတင်ငါးမှာကျွန်တော်တစ်တလုံးထိပြီးအောင်ခဲ့ပါတယ်3 3ဟော3 3မှာလဲ3တလုံးထပ်ထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြန်တွေ့ပါမယ်3 4 6 3926 3923ရ5959ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရင်ဒီ2နဲ့ဒီ8နဲ့ပေါင်းပါမယ်ပြီးရင်ဒီ3ညနဲ့ပေါင်းပါမယ်အဲ့တော့2အပေါင်း8အပေါင်း3ည2နဲ့8နဲ့ပေါင်းတော့3ည3ညနဲ့ထပ်ပေါင်းတော့လည်း3ညပါပဲတဲ့3ညရဲ့နှစ်ခါကခွန်း3ညရဲ့ပါဝါ5 3.95ဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ တဲ့65မှာကျွန်တော်တို့5တလုံးထိပြီးအောင်ခဲ့ပါတယ်6 8 68မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တော့တက်ပါမယ်6519 6519 8818 8818 9945 9945ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် အဲ့တော့ကျွန်တော်တို့အဲ့ဒီလိုမှန်လာခဲ့တဲ့24ဟာဒီဒီချိန်မှာကျွန်တော်ပြတ်ပါတယ်เนาะအဲ့တော့၈နဲ့ဒီ၈နဲ့2နဲ့ပေါင်းမယ်ဒီ1နဲ့ပေါင်းပါမယ်အဲ့တော့၈၈ပေါင်း2ပေါင်း1ပါတယ်အဲ့တော့၈နဲ့2နဲ့ပေါင်းတော့3 1နဲ့ပေါင်းတော့1ပါတယ်1ရဲ့နဲ့ခက်က8 1ရဲ့ပါဝါ6 1 6ဆိုတော့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့ဒီလိုထွက်ရမယ်ဆိုပေမဲ့ကျွန်တော်တို့အဲ့ဒီအပြင်မှာမထွက်သွားပဲနဲ့ပြတ်သွားပါတယ်ဘာကြီးထွက်သွားလဲဆိုတဲ့အခါကျတော့၄3မအောင်ပါဘူး တုံညာခွန်နဲ့အဲ့တော့ကျွန်တော်တို့မနေ့ကောညာရောမအောင်ခဲ့ပါဘူးဗျာအဲ့တော့ကျွန်တော်တို့၄၃တုံညာခွန်ဆိုပြီးထွက်တဲ့အခါမှာကျွန်တော်တို့မအောင်မြင်ခဲ့ပါဘူးဗျာနော်အဲ့တော့မအောင်မြင်တဲ့နီးဟာဆက်ပြီးတော့အောင်မြင်သလားကျွန်တော်တို့ကြည့်မယ်1 5 1 3 1 5 1 3 3 3 6 8 3 3 6 8 ဆိုရင်ဒီလိုမျိုးကျွန်တော်ထွက်ထားပါဗျ။အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ ticket ဒီ6ကဲဒီ6ကဲပေါင်းပါမယ်တဲ့။အဲ့တော့1ပေါင်း6အပေါင်း8တင်းနဲ့6နဲ့ပေါင်းတော့ခွန်9နဲ့8နဲ့ပေါင်းတော့9ပါတဲ့။နော်9 9ရဲ့နှစ်ခက်က3 9ရဲ့ပါဝါ3ည9 3 3ညဆိုပြီးတော့ကြီးတုံးလုံးရပါတယ်တဲ့အဲ့ကြီးတုံးလုံးဒီပြင်မှာထွက်ရမယ်ဆိုဘာကြီးထွက်သွားလဲကြည့်လိုက်ရအောင်လေးလေးတဲ့မအောင်ပါဘူး ဟောခွန်တုံညဆိုပြီးအဲ့မှာမှလာပြီးတုံညတစ်လုံးထိပြီးပြောင်းအောင်လာတော့ကိုတွေ့ရမှာပဲဖြစ်ပါတယ်။ကဲနောက်တစ်ပြန်တွက်ပါမယ်။68ခွန်8 68ခွန်8တုံညာလေး3ခွန်တုံညာလေး3ခွန်6296 6296ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်။အဲ့ဒါလေးကိုတွက်မယ်ဆိုရင်ဒီ၄ရဲ့ဒီ3ရဲ့ဒီခွန်ရဲ့ပေါင်းပါမယ်တဲ့။၄ပေါင်း3ပေါင်းခွန် ၄နဲ့၃နဲ့ပေါင်းတော့ခွန်9နဲ့9နဲ့ပေါင်းတော့၄ပါတဲ့၄ရဲ့နှက်ခက်က2 4ရဲ့ပါဝါ6 6နဲ့9ဆိုတဲ့ကီတုံးလုံးဒီအပြင်မှာထိရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့9 9တဲ့မအောင်ပါဘူး19တဲ့19မှာတော့ကျွန်တော်တို့9တလုံးထိပြီးပြန်အောင်လာတဲ့ဒါကိုအမျိုးတို့တွေ့ရမှာပဲဖြစ်ပါတယ်เนาะအဲ့ဒီလိုကျွန်တော်တို့ကျွန်တော်ရဲ့20လေးရတော့တစ်ခါကြလေမှာတစ်ချိန်ကြလေဖောက်တတ်တာမျိုးလေးရှိပါတယ်အဲ့ဒီလိုဖောက် ဒါလွယ်လို့ကျန်တာတွေကပြန်ပြန်မှန်တာမို့လို့ကျွန်တော်ဒီ20ကို tracking ဖြစ်ပါတယ်เนาะကဲအဲ့တော့ကျွန်တော်တို့ကြာရင်းနေ့အတွက်ကီးလေးထုတ်လိုက်ရအောင်ည9 4 3ည9 4 3း3း9 4 9 5 4 6 5 6 6ဆိုပြီးကျွန်တော်ဒီလိုမျိုးထပ်ထားပါတယ်အဲ့ဒါလေးကိုတွက်မဲ့ဆိုရင်ဒီ9ရဲ့ဒီ4ရဲ့ဒီ9ရဲ့ပေါင်းပါမယ်တဲ့အဲ့တော့9အပေါင်း4အပေါင်း9 9ရဲ့4ရဲ့ပေါင်းတော့9 9နဲ့9ပေါင်းတော့6 6ရဲ့နှစ်ခက်က6ကို6ရဲ့ပါဝါ1 6 9 1ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့6 9 1ကအွန်လိုင်းကြေယာရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟိုအမျိုးတို့အတွက်တွက်တော့မပြရသေးပါဘူးကျွန်တော်လည်းဟိုပါဘောနော်စနစ်တင်းတင်းကိုပြည့်ရက်ဒီမှာကျွန်တော်အဲ့နီးလေးတွက်ပြမယ်လို့ကျွန်တော်စိတ်ကူးတာဆိုတော့လေကျွန်တော်မအားလတ်တာလေးကြောင့်မတွက်ဖြစ်ဘူးဘောနော်သူက3ရက်တစ်ချိန်ပြန်တွက်ရတယ်20ပါအဲ့တော့ကျွန်တော်တို့ဒီမနေ့ဖက်ငါအတွက် ကနီးရမပြတ်ဘူးဆိုရင်6တစ်ဝန်းချင်းဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်6 9တစ်ဆိုရဲအတွက်6တစ်ကတော့ကျွန်တော်6တစ်ကိုပဲမူတည်ထားပြီးကစားမှာဖြစ်ပါတယ်ဗျာเนาะဒါမှပြတ်တော့လဲကန်ပေါ့ဗျာเนาะဟုတ်လားကဲအဲ့တော့ကျွန်တော်တို့ကီးထိတ်ကီးထိတ်ကလေးတွေကတော့စက်တိုက်ကိုမှန်နေပါတယ်เนาะအဲ့တော့ကီးထိတ်ကီးထိတ်ကတော့ကျွန်တော်တို့မင်းရကီးထိတ်နဲ့ဒီကနေ့ကီးထိတ်ကအရှင်းနောက်ပဲပြန်꿰ပါရယ်ကျန်တာအတူတူပါပဲ2 9 3ညဖြစ်ပါတယ်ကီးရိုးရိုးက ကီယိုယိုက691ပါတဲ့เนาะ691အဲ့တော့ပေါ်ကီးနဲ့အောက်ကီးကမတူညီတဲ့အတွက်ထုံးကြံနိုင်မယ်ကျွန်တော်ကတ်ကစားပါမယ်ကတ်ကစားမယ်ဆိုတဲ့အခါမှာ26ဒီထွက်ပြီးသားဖြစ်ပါတယ်เนาะပြန်ကနန်းအနေနဲ့ပြန်ထွက်ချင်တော့မပြောတတ်ဘူးပေါ့အဲ့ဒါတော့မလို့ကျွန်တော်ကတိတ်ကနန်းနေမမြအောင်လို့ကျွန်တော်26ကိုထည့်မရေးတော့ပါဘူးအဲ့တော့29 29 26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 

ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အပေါ်ကြီးရောအောက်ကြီးရောမှာ6တိနဲ့ပတ်သက်တာတွေကပါနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာအပေါ်အောက်ပြီးတာမျိုးလေးတွေကျွန်တော်စဉ်းစားမယ်ဆိုရင်တုံညာတိလို့ဟာမျိုးကတတိတွေကပါနေတဲ့အောင်းနိုင်နေနော်ဒါဒါအပေါ်အောက်မှာပြောတာနော်နောက်တစ်ခါခွန်တိနော်နောက်တစ်ခါနှစ်တိပေါ့နော်ဒီလိုသုံးမျိုးတော့ကျွန်တော်တို့အပေါ်အောက်ပြီးမယ်ဆိုရင်အကုန်လုံးဂျုံပြီးမယ်ဆိုရင်ဒီ၃ခွက်ကအောင်းနိုင်တယ်ပေါ့နော်သို့တော်ညာလဲကျွန်တော်ရဲ့အကြိုက်နေတော့နည်းလေးဟာနေပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျွန်တော်ခုနပြောပြီလို့နော်၆တိ ချိန်ဖြစ်တဲ့အတွက်တစ်တီပါနေတာတော့ကောင်းနေသို့သော်ညာလဲကျွန်တော်ကတိတ်ပြီးတော့ဟိုမှာမဖြစ်ဘူးအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့မင်းအောင်ကကျွန်တော်တို့ကြံတာက2 9 6ဆိုရပြိကကျွန်တော်တော့အတွင်းထွက်ရမှာဆိုတော့မထွက်သေးဘူးဗျเนาะအဲ့မှာ2 9 6နဲ့ပတ်သက်လို့ပြောကြုံရင်ဒီမှာကိုးတလုံးပဲရှိတယ်ဟုတ်လားနောက်တစ်ခါကျွန်တော်တို့ဒီမှာဒါလေးကကျွန်တော်မပြောပြခဲ့နဲ့မေးပြီးကြံခဲ့တာဗောနော်အဲ့မှာကျွန်တော်၄ လေးနှလုံးပေါင်းလေးတော့လေးထိတ်ကိုပဲပြောလိုက်မိရနော်ဟိုလေးကိုပရိတ်ကိုမပြောလိုက်မိအဲ့တော့နှလုံးပေါင်းလေးလေးဆိုတော့လေးကိုပေါ့နော်လေးကိုပရိတ်ကြာပြီးသွားရေးနဲ့2 4 6 2 4 6ဆိုတဲ့ပရိတ်ဟာတဲ့3ရက်တွင်ထွက်ရမယ်တဲ့ဒီမှာကျွန်တော်တို့ပြန်ကြည့်ဒီမှာ၄၉ဆိုတဲ့ပရိတ်ကြပြီးသွားပြီ၄၉၆က၃ရက်တွင်ဆိုတော့၁ရက်၂ရက် ဒီကနေ့ကသူကနောက်ဆုံးဖြစ်နေတယ်အဲ့တော့2 4 6ကိုပဲကျွန်တော်တို့မူတည်ထားပြီးကစားရမယ်သဘောမျိုးရှိတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျန်တဲ့၄ထိပ်2 4 2 9 4ကိုကျွန်တော်တို့ဒီမှာစင်းမယ်ဆိုသူက2ရက်တောင်စင်းလို့ရသေးတယ်နော်အဲ့တော့ကျွန်တော်တို့က2 4 6နဲ့ပတ်သက်တာကိုကျွန်တော်စဉ်းစားမယ်ဆိုရင်ဒီမှာ3ည6ဟုတ်လားအဲ့တော့3ည6ဆိုရင်2 4 6ဒီမှာ3ည9နဲ့3ည6ပေါ့နော်3ည6ဆိုတဲ့နေရာမှာကျွန်တော်3ည6ကိုပို့ပြီးတင်ပါမယ်ဘာဖြစ်လို့3ည9ကကျွန်တော်1 6တပြားကို ကြိုက်ကစားထားတာဖြစ်တဲ့အတွက်ကြောင့်ပါနော်အမျိုးတို့အနေနဲ့လည်းကြိုက်သူကစားပါနော်အဲ့ဒီမှာကျွန်တော်တို့ပြောချင်တာလေးကဘာလဲဆိုတဲ့အခါကျတော့တကယ်လို့များ6တိအချင်းကမှန်ခဲ့မယ်ဆိုရင်တဲ့ကျွန်တော်က2နှစ်4 6ပြိတိလဲမှန်ရမယ်ဆိုရင်ဥပမာ63လိုဟာမျိုး68လိုဟာမျိုးနော်68လိုဟာမျိုးနောက်တစ်ခါ1နဲ့ပတ်သက်လာရင်ဒီမှာနော်68လိုဟာမျိုးဒါကျွန်တော်တို့က2 4 6ပြိတိနဲ့လဲသွားကြိုက်တယ်နောက်1နဲ့ပတ်သက်ရင်1 8 စ်သုံးပေါ့နော်ဒါလေးတွေကလည်းကျွန်တော်တို့ဒုတိယအနေနဲ့စဉ်းစားသင့်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါမှထိတ်တွေနဲ့တော့မကိုက်တော့ညာလဲခီးတွေနဲ့ဆိုတော့ကိုက်တယ်ကျွန်တော်တို့အားလုံးသုံးသုံးပလေအဲလေးဦးလေးပလေပေါ့နော်အဲ့လေးဦးလေးပလေရတော့ဆုံးကျွန်တော်မအောင်နိုင်တော့ဘူးလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့တစ်ခုခုမှာတော့ကျွန်တော်တို့ဒီကောင်တစ်ခုပေါင်းရင်လဲကျွန်တော်တို့ဒီကောင်တစ်ခုက အဲဒီကီးမှာသွားအောင်မယ်ပေါ့နော်ဒီကောင်တို့ခုပေါ့အဲ့လိုမျိုးလေးတော့ရှိတယ်ဒီကောင်နဲ့ဒီကောင်နဲ့ပေါင်းပြီးတော့ပဲထွက်မလားအဲ့လိုထွက်မယ်ဆိုရင်တော့နေ့နေ့လေး၉၆အနေနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်59ဘာတော့ဟာမျိုးကျွန်တော်တို့ထိုးလို့ရတယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်အနေနဲ့တော့ဒီဟာကိုကျွန်တော်ဒုတိယထားကစားပါမယ်နော်ကြံနာလေးတွေရောတတိယထားကစားပါမယ်အမျိုးတို့အနေနဲ့လည်းကြိုက်ချင်ယူပါမကြိုက်ချင်မယူပါနဲ့တပေါက်ကောင်းမဲ့ကြိုက်ပါဆိုရဲလူတွေကတော့ကျွန်တော်ကတော့3.6ကိုအားပြုပြီးကစားမှာပဲဖြစ်ပါတယ် ကဲအဲ့တော့ကျွန်တော်ရေတင်ဆက်မှုတွေကဒီကနေ့ဒီလောက်ပါပဲအမျိုးတို့အနေနဲ့တော့ကြိုက်တယ်ဆိုယူပါမကြိုက်ဘူးဆိုလဲကြော်သွားပါနော်အဲ့တော့ကျွန်တော်တို့ဒါမှမဟုတ်ရင်လဲကီးထိတ်ကိုယူကစားကစားကီးကိုယူကစားကစားနော်မာစတာကီးကိုယူကစားကစားပရိတ်တွေပဲယူကစားကစားကစားပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျအတိအကတော့အလုံးအောင်မြင်စေချင်ပါတယ်အောင်လဲအောင်ပါစေလို့လည်းဆုတောင်းပေးပါတယ်ကျွန်တော်အောင်ချင်းတဲ့ကျွန်တော်မျိုးတွေအောင်နေဆိုကျွန်တော်ပျော်တတ်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် အမြဲတမ်းအမြဲတမ်းနေတိုင်းလည်းကျွန်တော်အောင်ပါစီအောင်ပါစီတဲ့ဆူတောင်းရတာလည်းကျွန်တော်မှလည်းအားရညောင်းတာနော်အဲ့တော့ကဲအဲ့တော့ဒီကနေ့ကျွန်တော်ရတိဆက်မှုတွေကတလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးရင်လာမယ့်ကြာသပတေးနေ့မှာကျွန်တော်တို့အောင်ပွဲတွေရလို့ပျော်ရွှင်နိုင်ကြပါစေလို့ဆူတောင်းပေးလိုက်ပါတယ်ဗျာ